စစ်ပွဲသာအပြီးရက်ဆိုင်မယ်ဆိုရင်လက်ကျန်အစ္စရေးတစားကန်အားလုံးကိုပြန်လွှဲပြောင်းပေးဖို့အသင့်ရှိကြောင်းပါလက်စတိုင်းပြောက်ကြားအဖွဲ့ဟာမတ်ကစစ်ရက်ဆိုင်ရေးဂျာဝင်ညှိနှိုင်းပေးနေသူတွေကိုပြောပါရယ်ဂါဇာမှာပြစ်ခတ်ရက်ဆဲရေးသဘောတူညီချက်ပြတ်ပြဲပြီးမတ်လလယ်ကဆလို့အစ္စရေးရဲ့စစ်စင်ရေးတွေပြန်လည်စတင်လာတဲ့နောက်ဟာမတ်ဘက်ကအခုလိုကန့်လှန့်လာတာဖြစ်ပါရယ်ဂါဇာငြိမ်းချမ်းရေးသဘောတူညီချက်အတွက်ပါဝင်ညှိနှိုင်းပေးနေတဲ့အဖွဲ့အစည်းတွေကိုဟာမတ်က စစ်ပွဲသာရပ်မယ်ဆိုရင်ထိမ့်သိမ်းထားစေအစ္စရေးတစားကန်59ဦးစလုံးကိုလွှတ်ပေးမယ်လို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုကတော့ဂါဇာမှာဟားမတ်တွေရဲ့တည်ရှိမှု ဆုံးခန်းတိုင်သွားစေဖို့ရည်ရွယ်ပြီးဟားမတ်အဖွဲ့ရဲ့ချွင်းချက်မရှိအရှုံးပေးမှုမပါဝင်တဲ့ဘလို့စစ်ရဆိုင်ရဲ့သဘောတူညီမှုကိုမှလက်မခံဘူးလို့ပြောကြားထားမှုပါတယ်။ဟားမတ်တွေဆက်ရှိနေတဲ့၍အစ္စရေးဟာဂါဇာကနေအပီးတိုင်ဆုတ်ခွာပေးဖို့ဆိုတဲ့ကိစ္စမျိုးကို လက်ခံမှာမဟုတ်ဘူးလို့နေတန်ညာဟုကကြုံဝါထားတာပါစစ်ရဲဆိုင်ရင်လည်းတရားခံတွေလွတ်မြောက်ရေးကိုအပေးအယူဖြစ်ကန့်လန့်လာတဲ့ဟာမတ်စ်ရဲ့ဒီသဘောထားနဲ့ပတ်သက်ပြီးပါလက်စတိုင်းအရာရှိတအူကလလော့ဆယ်မှာတခြားရွေးချယ်စရာလည်းမမြင်ကြောင်းဂါဇာရဲ့အခြေအနေကအရန်ဆိုးရွားနေပြီဖြစ်ကြောင်းမှတ်ချက်ပေးခဲ့ပါတယ်အစောပိုင်းမှာတော့ဟာမတ်စ်ကနောက်ထပ်ကာလာတို့အပြစ်ခတ်ရဲ့ဆယ်ရည်သဘောတူညီမှုတစ်ခုအတွက်အစ္စရေးတရားခံ၅ဦးကိုလွှတ်ပေးဖို့အမေရိကန်ရဲ့အရှေ့အလယ်ပိုင်းဆိုင်ရာအထူးကိုယ်စားလှယ်ရဲ့ဂျာဝင်ကမ်းလှမ်းမှုကို လက်ခံနိုင်ကြောင်းအကြောင်းပြန်ခဲ့ပါတယ်။ဒါပေမဲ့အစ္စရေးကတော့တရားခံ၁၁ဦးထိပြန်လွှတ်ပေးဖို့နဲ့တည်ဆုံးခဲ့သူတရားခံ၁၆ဦးရဲ့အလောင်းတွေကိုလွှဲပေးဖို့တံပြန်တောင်းဆိုခဲ့တာပါ။ဒီကိစ္စကိုဟာမတ်စ်ဘက်ကလက်မခံတဲ့အတွက်ဆက်ဆွေးနွေးဖို့အကြောင်းမပြန်တော့ပါဘူး။အစ္စရေးအနေနဲ့တရားခံတွေအလုံးလွတ်မြောက်ရေးကိုအမှန်တကယ်လိုလားတယ်ဆိုရင်စစ်ပွဲကိုအလုံးစုံရပ်ဆိုင်ဖို့လက်ခံတင်တယ်လို့ပါလက်စတိုင်းတွေဘက်ကပြောပါတယ်။ဒါပေမဲ့ဟာမတ်စ်ကလည်း အပိတိုင်လက်နက်စွန့်ဖို့နဲ့ပါလက်စတိုင်းနိုင်ငံထူထောင်ရေးရှိမှန်းချက်တွေကိုလုံးဝဆွတ်လွတ်မှာမဟုတ်ဘူးလို့ဆိုပါတယ်၂၀၂၃အောက်တိုဘာ9ရက်တုန်းကအစ္စရေးနယ်စပ်ကိုဖျက်ချော်ပြီးဟားမတ်စ်တွေကအလင်းငိုက်စစ်ဆင်တိုက်ခိုက်ခဲ့ရာကဂါဇာမှာစစ်ပွဲကြီးအစပြုခဲ့ပြီးအရက်သားအများပြပါဝင်ပါလက်စတိုင်းအသေးအပြောင်း၅၀၀၀ကျော်လွန်ခဲ့ပြီးဖြစ်ပါရရှင်